ပါတီကိုကျွန်တော်တို့15မိနစ်ပေးထားတယ်15မိနစ်အတွင်းဘောင်ဝင်အောင်ပြောရမယ်နိုင်ငံတော်ကအချင်းညိုပြက်စင်ရတော့မို့ဂုံတိတ်ကထိပါစင် ဟောပြောမှုတွေကိုလည်းမလုပ်ရပါဘူးတဲ့နောက်တဲ့တစ်ချက်ကတမတော်ပြိုကွဲရေးကိုဖြစ်ပေါ်စေရန်တမတော်ပြိုကွဲရေးကိုဖြစ်ပေါ်စေရန်တော့မို့တမတော်ဤဂုံတိတ်ခါကိုထိခိုက်စေရန်ဟောပြောခြင်းတွေကိုလည်းခင်ဗျားမလုပ်ရဘူးတဲ့အဲ့ဒီကော်မရှင်ရုံးမှာမရှိတဲ့ တွားရည်လာရေးမလွယ်တဲ့နေရာတွေအတွက်ကိုပါကျွန်တော်တို့ကဆယ်ရောက်ရှာအဲ့တော့ပြီးခိုင်ဖြိုးနဲ့ဒီစစ်တပ်သွားနေတဲ့ဟာကိုထပ်ပြီးကျွန်တော်ချုပ်ကြည့်မယ်ဆိုရင်ဒါတော်တော်လေးထင်ရှားသွားပြီเนาะအခုဒီသုံးပါတီကူဖြုတ်လိုက်တယ်နောက်လွှတ်တော်ကိုယ်စားလှယ်ရေးတွက်ကြရင်ဘယ်နှပါတီပြုတ်မလဲမသိဘူးအဲ့တော့ပြီးခိုင်ဖြိုးပဲ TD စစ်တပ်နဲ့25ရာခိုင်နှုန်းလဲအစိုးရဖွဲ့ဖို့ကကျင်းနေသွားပြီဆိုတော့သူတို့ချေသူတို့လက်နဲ့ဟိုအစိုးရဖွဲ့ပြီးတော့အရွေ့ကိုသွားမှာပေါ့အဲ့တော့ ြောရမယ်ဆိုဥက္ကူကြီးတို့ဟိုနည်းနည်းအနည်းချင်းပါဝင်နိုင်ရင်တော့ဟိုအိမ်ဖြစ်တာတော့မဟုတ်တော့ဘူးပေါ့နော်ခဏလာထိုင်မလို့လွတ်တော့မှာထိုင်လို့ထိုင်ပြီးနားထောင်ဆိုတဲ့အဆင့်လောက်ပဲဖြစ်မယ်တင်တယ်မင်းအောင်လိုင်လုံးမဲ့ရွေးကောက်ပွဲကိုပါဝင်အားဖြစ်ပေးဖို့စ조사နေတဲ့ဥက္ကူကြီးကတော့အခုချိန်မှာရှေတိုးမရနောက်ဆုံးမရနဲ့မင်းအောင်လိုင်စင်ထားတဲ့ထောင်ချောက်ထဲကိုဝင်သွားပြီးကြာတနာမှနွားရှမ်းတာမဲ့အရှိန်နေဖြစ်သွားပြီဖြစ်ပါတယ် ရွေးကောက်ပွဲနီးလာတာနဲ့အများမင်းအောင်လှိုင်ဟာစီမင်းစည်းကမ်းတွေပုံမတင်ကျပ်လာပြီးဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတွေအနေနဲ့လှုပ်မရပြုတ်မရဖြစ်အောင်လှုပ်လာပြီးဖြစ်ပါတယ်။မကြာသေးခင်ကပဲ NLD သစ္စာဖောက်တွေရဲ့တင်ကြိုင်ဖြစ်တဲ့ NDF ပါတီကိုမင်းအောင်လှိုင်ကတရက်လို့အမိန့်နဲ့ဖျက်သိမ်းခဲ့ပါတယ်။အခုတခါရွက်ကောက်ပွဲမဲဆွယ်ပြောဆိုမဲ့ပုံကိုယ်တွေအနေနဲ့စစ်တပ်ကိုထိခိုက်မပြောဆိုရဘူးဆိုပြီးတင်းကျပ်လာပြီဖြစ်ပါတယ်။ အဲ့ဒီတော့သူ့ကိုယ်သူဂျာနေဟန်ဆောင်ပြီးစစ်တပ်နဲ့တော်လန်ရေးဘက်ကို မျှမျှတတပြောသလိုဟန်ဆောင်တတ်တဲ့ကိုကိုကြီးဟာအခုခါမှာတော့စစ်တပ်အကြောင်းကိုတလုံးဟတာနဲ့မင်းအောင်လိုင်တို့အဖွဲ့ကလိုယာဆွဲပြီးဖမ်းရှုပ်ထားနိုင်မဲ့အရေးအယောင်တွေမြင်လာရပြီဖြစ်ပါတယ်။ပါတီကိုကျွန်တော်တို့15မိနစ်ပေးထားတယ်။15မိနစ်တွင်ဘောင်ဝင်အောင် ပြောရမယ်။ပြောရမယ်။အဲ့မှာကျွန်တော်တို့ထပ်ပြီးတော့ဒီ နိုင်ငံပါတီတွေလိုက်နာရမယ့်ကိစ္စကိုလည်းရွေးကောက်ပွဲကော်မရှင်ကအချက်ကိုးချက်နဲ့ထုတ်ပြန်ထားတယ်။ဒါကတော့ဒါနိုင်ငံပါတီများတည်တဲ့နိုင်ငံပိုင်းရေဒီယိုနဲ့ရုပ်မြင်သံကြားအစီအစဉ်များမှဟောပြောတင်ပြရာတွင်အောက်ဖော်ပြပါတိုင်းပြည်ချက်များကိုဖောက်ပြက်ကျူးလွန်ခြင်းမပြုရပါဘူးတဲ့။နံပါတ်၁ပြည်တော်စုမပြိုကွဲရေးတိုင်းသားချီလုံးညီညွတ်မှုမပြိုကွဲရေးနဲ့အချုပ်ချာအာဏာတည်ကြခိုင်မြဲရေးကိုထိခိုက်စေမည်ဟောပြောမှုတွေကိုမလုပ်ရဘူး။ဒါမလုပ်ရတဲ့အရာရယ်နော်။နံပါတ်၂ကတော့လုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့အေးချမ်းသာရေးကိုထိခိုက်စေမည် ဟောပြောမှုကိုမလုပ်ရဘူးခင်ဗျားအနေနဲ့နိုင်ငံပိုင်ရေဒီယိုနိုင်ငံပိုင်ရုံးပြင်သံကြားကနေဟောပြောမယ်ဆိုရင်ဒီအချက်၉ချက်ကိုခင်ဗျားအနေနဲ့လုံးဝလုပ်လို့မရဘူးအဲ့မှာကျွန်တော်ရှင်းပြနှစ်ချက်ရှိပါပြီနံပါတ်၃ပြည်တော်စုသမရမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တည်ဆဲဥပဒေများကိုလေးစားလိုက်နာမှုမရှိသော ဟောပြောမှုများမလုပ်ရပါဘူးတဲ့အဲ့တော့တည်ဆဲဥပဒေတွေဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့အရာတွေကိုခင်ဗျားကခင်ဗျားက လေးစားလိုက်လိုက်နာမှုမရှိစွာဟောပြောလို့မရပါဘူးတဲ့နောက်တဲ့နောက်တဲ့တစ်ချက်ကတော့နိုင်ငံတော်ကအချိန်ညိုပြတ်စင်ရသို့မဟုတ်ဂုံတိတ်ကထိပါစင်ဟောပြောမှုတွေကိုလည်းမလုပ်ရပါဘူးတဲ့နောက်တဲ့တစ်ချက်ကတမတော် ပြိုကွဲရေးကိုဖြစ်ပေါ်စေရန်တမတော်ပြိုကွဲရေးကိုဖြစ်ပေါ်စေရန်သို့မဟုတ်တမတော်ဤဂုံတိတ်ခါကိုထိခိုက်စေရန်ဟောပြောခြင်းတွေကိုလည်းခင်ဗျားမလုပ်ရဘူးတဲ့နောက်တဲ့တစ်ချက်လူမျိုးရေးသို့မဟုတ်ဘာသာရေးသို့မဟုတ်လူတူးရေးသို့မဟုတ်လူအများနဲ့ ပတ်သက်၍ပြိပကကိုဖြစ်ပေါ်စေနိုင်သည့်ဂုံတဲ့ကနဲ့ကိုကျင်တရားကိုထိခိုက်စေနိုင်သည့်ဟောပြောစည်းရုံးမှုတွေကိုလည်းမလုပ်အောင်နောက်တစ်ချက်ကဘာသာရေးကိုနိုင်ငံရေးအတွက်အလွယ်သုံးစားပြုသော ဟောပြောခြင်းကိုလည်းမလုပ်ရပါဘူးနောက်တစ်ချက်ကငြိမ်းချမ်းစွာပညာသင်ကြားရေးကို ထိခိုက်ပြက်ပြားစေရန် သွေးတိုးလှုပ်ဆော်ဟောပြောမှုတွေကိုလည်းမလုပ်ရပါဘူးနောက်ဆုံးတစ်ချက်အနေနဲ့နောက်ဆုံးတစ်ချက်အနေနဲ့ နိုင်ငံဝန်ထမ်းများအားရင်းတို့ဤတာဝန်ကိုခြေပုံစွာမထမ်းဆောင်နိုင် မထမ်းဆောင်နိုင်စေရန်သို့မဟုတ်အစိုးရစန့်ကျင်ဆန္ဒပြစေရန်သူတို့လုံစော့ဟောပြောမှုတွေကိုလည်းမလုပ်ရဘူးအဲ့မှာကျွန်တော်တို့အချက်ကိုချက်ပါဝင်ပါတယ်ကိုချက်ပါဝင်ပါတယ်အဲ့တော့အဲ့မှာကျွန်တော်ဆက်ပြီးဖော်ပြတာကနိုင်ငံပါတီများဒီမိမိတို့ဤမူဝါဒသဘောတရားနဲ့အညီအေဂျင့်တာယာပြီးခင်မိဘူမျိုးတုတ်တက်သောမြန်မာနိုင်ငံတော်ကြီးဖြစ်ပေါ်လာအောင်မိတို့ ဆောင်းဝမ်းမြူကိုဥပဒေနဲ့အညီမဲဆွဲစီယုံဟောပြောရမည်ဖြစ်ပါသည်တဲ့အဲ့တော့ဒါတော့ဗျာကျွန်တော်တို့နိုင်ငံပါတီအနေနဲ့နိုင်ငံပါတီအနေနဲ့နိုင်ငံပိုင်းရေဒီယိုရုံးမြင့်တန်ကြားကနေမိမိရဲ့ပါတီရဲ့မူဝါဒတွေမိမိပါတီရဲ့ရှေ့လုပ်ငန်းစဉ်တွေမိမိပါတီရဲ့သဘောထားရေးရာတွေကိုလာပြီးဟောပြောလို့ရပါတယ်ဟောပြောဟောပြောခွင့်ရတဲ့အချိန်ကကျွန်တော်15မိနစ်ပါ15မိနစ်တွေကနေပြီးတော့ကျွန်တော်တို့ဘောင်ဝင်အောင်ဟောပြောအောင်မှာဖြစ်ပါတယ်ဟောပြောအောင်မှာဖြစ်တယ်အဲ့ဒီမှာတော့ကျွန်တော်တို့အချက်၉ချက်ကတော့ ထိလို့မရပါဘူးအဓိကကျွန်တော်ရွေးကောက်ပွဲအဲဒီ2008ဖွဲ့စည်းပုံအခြေခံနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေပြီးကျွန်တော်တည်ဆဲဥပဒေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေပြီးကျွန်တော်ဒုတောင်ဝန်ကြီး3ပါးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေနိုင်ငံဝန်ထမ်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေလူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေပြီးကျွန်တော်တပ်မတော်ပြိုကွဲရေးကိုဖြစ်ပေါ်စေရန်သို့မဟုတ်တပ်မတော်ကြီးဂုံတဲ့ခါကိုထိခိုက်စေရန်ဟော်ပြောမှုတွေကိုလည်းမလုပ်ရဘူးတဲ့အဲ့တော့ဒါတော့ကျွန်တော်တို့ဒါတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲကော်မရှင်ရဲ့ကြေညာချက်နဲ့ပတ်သက်ပြီးတော့တင်ပြပေးတာဖြစ်ပါတယ် အဲ့ဒီမဲဆန္ဒနယ်မြေမှာမြို့နယ်က10ခုရှိတယ် PR တတ်မှတ်ထားတာဟိုပြောရရင်တော့တောင်းလို့ကိုမရတဲ့နေရာတွေပါအဲ့ဒီနေရာတွေအပါဝင်10နေရာအတွက်ကိုယ်စားလှယ်10ရောက်တင်ရမယ်ကျွန်တော်တို့က FTDB တနေရာဝင်ပဲဝင်ဖို့အတွက်ကို PR မှာကိုယ်စားလှယ်လောင်း10ရောက်ရှာရအဲ့ဒီကော်မရှင်ရုံးမှာမရှိတဲ့တွားရည်လာရည်မလွယ်တဲ့နေရာတွေအတွက်ကိုပါကျွန်တော်တို့က10ရောက်ရှာအောင်အဲ့တော့ အဲ့ဒီ၁၀ရောက်ရှာမှဒီဘက်က FPTP တယောက်တော့တိုင်ခွင့်ရအဲ့တော့၄၁ခုကိုကျွန်တော်တို့ကပြင့်ပြီးအောင်လုပ်ဖို့ဆိုရင်ကိုယ်စလဲအရေးအတွက်နဲ့သာတွေ့မယ်ဆိုရင်900ကျော်600လောက်ရှာရမယ်သဘောရှိတယ်။သူကလူရည်မဟုတ်ဘူးလေမက်ဆန္ဒနေမျိုးလို့ပြောတဲ့အတွက်ကြောင့်အဲ့ဒါကိုဟလာကိုယ်စလဲလောင်းရှာရတာရောတကာတီကြားထဲမှာဟလာကျွန်တော်တို့က အခြေခံပညာအထက်တန်းပြီးနောက်သူဖြစ်ရသူဆိုတော့အဲ့ဒီကိုယ်စားလှယ်တောင်းကတိုင်းရင်းသားဒေသတွေမှာဆိုရင်နိုင်ငံရေးတွေ့ကြုံရှိတယ်ကိုယ်စားလှယ်ဖြစ်ခဲ့တယ်လူတွေကအခြေခံပညာအထက်တန်းမပြီးဘူးအဲ့တော့အဲ့ဒီကိုယ်စားလှယ်တွေဆိုရင်အခုရွေးကောက်ပွဲမှာသူတို့ဝင်ပြိုင်လို့မရဘူးအရင်ကရွေးကောက်ပွဲဝင်ပြီးသားနိုင်ပြီးသားအဲ့လိုမျိုးကျွန်တော်တို့ကအကန့်အသတ်တွေကပိုးပိုပြီးများလာတယ်အခြေအနေကိုဒါကျွန်တော်တို့အားလုံးရင်ဆိုင်နေရတယ်ဆိုတော့အဲ့ဒါလည်းပဲဒါနောက်ထပ်စိန်ခေါ်မှုတစ်ခုပဲလို့ကျွန်တော်တို့မြင်ပါတယ် ဟုတ်ကဲ့ဒီနေရာမှာကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီကိုကြည့်အောင်ပါပြည်ခိုင်ဖြိုးပါတီကတော့ဒါကတော့အဖက်ဖက်ကပြည်စုံနေတာပေါ့နော်လူဝရောယုံရောအဖွဲ့ဝင်ရောငွေကြည့်အောင်ဒါကတော့အားလုံးသိပြီးသားဆိုတော့သူ့အနေထားကြည့်မယ်ဆိုရင်ဘလို့ဥပဒေပဲထုတ်ထုတ် तू ကအခုချိန်မှာဟိုရွေးကောက်ပွဲတောင်ရှင်ပြိုင်စရာမလို့ तू ကဟိုကော်မရှင်ကသူ့အတွက်ရှင်ပြိုင်ပေးတယ်လို့ဖြစ်နေတယ်အခုကြားကာလမှာလေဥကိုကြီးလိုလိုပါတီငယ်လေးတွေကလည်းဟိုရွေးကောက်ပွဲမရောက်သေးဘူးဒါကော်မရှင်နဲ့အရင်ရှင်ပြိုင်ရတယ်လို့အနေထားမျိုးမြင်နေရတာပေါ့နော် ဒီပုံမှာဘာပြောခြင်းလဲဗျာ။ကွာဟမှုရန်ကြီးနေတာလေ။အဲ့ပုံမှာဘာပြောလို့လဲ။တကယ်ရတော့ဗျာရှင်ပြိုင်မှုဆိုတာကမျှတာတဲ့ရှင်ပြိုင်မှုဖြစ်ဖို့လိုတာပေါ့။ပါတီတွေစတင်ရက်တီတီထောင်တဲ့အချိန်ကနေစပြီးတော့ပြည်လမ်းတစ်လျှောက်လုံးမှာမျှတာတဲ့ဒန်းတူညီမျှတဲ့ခွင့်လန်းတွေအခွင့်ရေးတွေပြိုင်ဆိုင်မှုတွေဖြစ်ဖို့လိုတာပေါ့နော်။နိုင်ငံကိုနိုင်ငံရေးအရဖြည့်ရှင်းနိုင်တဲ့အဆင့်တစ်ခုဖြစ်ဖို့ကျွန်တော်တို့ကမျှော်လင့်ကြတယ်။အဲ့တော့ အဲ့ဒါလို့မဖြစ်ဘူးဆိုရင်ရေကောက်ပွဲရက်လက်ကအေယာမဒီပြဿနာကြီးတွေကိုဆက်ပြီးရင်ဆိုင်ဖို့အတွက်တိုးတက်လာတဲ့အဆင့်တစ်ဆင့်မဟုတ်ပဲနဲ့နောက်ထပ်ပြဿနာပုံစံအစ်စ်တစ်ခုပေါ်ပေါက်လာမှာတော့စိုးရိမ်တယ်အဲ့တော့ဟိုကျွန်တော်တို့လည်းရေဘူးရအပြင်ခံမှန်းထားတဲ့မြင်ကွင်းပေါ့ရေကောက်ပွဲအလွန်မြင်ကွင်းရှိပါတယ်အဲ့တော့ဘာပြောကျွန်တော်တို့ကနိုင်ငံရေးနည်းလမ်းပြန်ပြီးပေါ်ပေါက်လာအောင်ပြည်သူတွေရောနိုင်ငံတကာရောဒီရေကောက်ပွဲအပေါ်မှာ စိတ်ဝင်စားမှုမြင့်တက်လာအောင်ဟလာအနေဆုံးတော့ဟိုကန့်ကွက်တာတွေညော့ကြလာအောင်ဆိုပြီးတော့ကျွန်တော်တို့ကြိုးစားနေတာဒီနိုင်ငံရေးညှော်လင့်ချက်နဲ့လုပ်နေတာအဲ့တော့ဒီလိုမျိုးတွေဇက်တိုက်လုပ်နေမယ်ဆိုရင်အဲ့ဒီရွေးကောက်ပွဲအလွန်အခင်းကျင်းအပေါ်မှာပြည်သူတွေနဲ့နိုင်ငံတကာရဲ့ယုံကြည်မှုကဖြစ်ခဲ့သွားမှာကျွန်တော်စိုးရိမ်ဒါတော့ဒါကျွန်တော်စိုးရိမ်ကြတယ် ဟိုပြီးခံပြိုးနဲ့ပတ်သက်ပြီးနောက်တစ်ခုတော့ထပ်တည်ကျင်တာပေါ့နော်တော့ဥကိုကြီးတို့ကဒီ UEC နဲ့တွေ့တဲ့ခါမှာကုနာစီကန်နေရတင်းကျက်လုံးတဲ့အတွက်ဖြေလျှော့ဖို့အကြံပေးတယ်တစုံတရာလျှော့ပေးတယ်အဲ့တော့ပြီးခံပြိုးပါတီနေနဲ့ရောအဲ့လိုမျိုးတွေ့ဆုံတဲ့ခါမှာကုနာပါတီငယ်လေးတွေအတွက်ဟောဒါကတော့တင်းကျက်လုံးနဲ့ဒါလေးပါလေးလျှော့ပေးပါသူတို့ဘက်ကရောအဲ့လိုပါတီငယ်လေးတွေကိုစားအကြံပြုတာမျိုးရှိလားဗျပြီးခဲ့တဲ့ UEC ဥက္ကဋ္ဌအသစ်နဲ့နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံပွဲမှာကတော့ သူကပါတီမှတ်ပုံတင်နံပါတ်ဆင်ရလိုက်ဖိတ်ခေါ်တာပေါ့အဲ့တော့ဖိတ်ခေါ်တော့အဲ့တော့ကြံ့ခံရေးပါတီပါဆွေးနွေးကြရှိပါသေးတယ်ဆိုတော့မရှိပါဘူးခင်ဗျာဆိုပြီးတော့ကြံတဲ့ပါတီတွေဆက်ဆွေးနွေးတာပေါ့အဲ့တော့ကြံတဲ့ပါတီတွေကတော့ဒါသူတို့ရင်းဆိုင်နေရတဲ့အခက်အခဲတွေပြောကြဆိုကြတာတွေရှိတယ်အဲ့တော့ဒီကံကျိုးပါတီကတော့ဘာမှဆွေးနွေးကြမရှိပါဘူးဆိုပြီးတော့ပဲနေလိုက်တယ်ပေါ့နော်အဲ့တော့ပြီးတဲ့အခါကျတော့အခုဒါညွှန်ကြားချက်ပြီးတည်တန်းကြီးပေါ့အဲ့တော့တန်းစီပြီးတော့တောက်လျှောက်ပြီးတော့ ကျွန်တော်တို့ပါတီတွေကိုပို့နေတာပေါ့နော်အဲဒီလိုမျိုးတော့ကျွန်တော်တို့ကြုံရပါတယ်ဟောအဲ့တော့ဟိုဘလို့ညွန်ကြားချက်ဘလို့ဥတွေပဲထုတ်ထုတ်ဒီပြည်ခိုင်ပြိုးပါတီကတော့ထိခိုက်စရာအခြေအနေမရှိဘူးပေါ့ဒီအတွက်သူဝင်ရောက်ဆိုးနေတာမဟုတ်ဘူးလို့ယူဆရမှာပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဥက္ကိုကြီးကနောက်18ရက်နေ့မှာလွတ်တော်ကိုယ်စားလှယ်တင်သွင်းရမယ်ဆိုတော့အခုစက်တင်ဘာ9ရက်နေ့ကဖြတ်သိမ်းလိုက်တဲ့ပြည်ထောင်စုအဆင့်3ပါတီမှာ NDF ကတော့ဥက္ကိုကြီးနဲ့နှီးဆက်မယ်ထင်တယ်ပေါ့နော်ဟိုဆိုတော့ အဲသူတို့နဲ့ကောတစုံတရာဟိုစကားပြောပြလာအခုဟိုပယ်ဖြက်လိုက်တဲ့အတွက်အဲ့လိုမျိုးပါတီတစ်ခုပူးပေါင်းတာပဲဖြစ်ဖြစ်ဟိုကကိုစလဲတွေဒီမှာလာပေါင်းတာပဲဖြစ်ဖြစ်အဲ့လိုမျိုးပူးပေါင်းလိုက်မယ်ဆိုရင်တော့ကိုစလဲရေတွက်ရောဟိုပါတီတောင့်တင်းမှုရောပေါ့နော်ဟိုတစုံတရာလာလာရှိနိုင်တယ်အဲ့ဒီအာကိုအကိုကြီးဘယ်လိုစဉ်းစားထားလဲဗျဟိုကျွန်တော်တို့လည်းမနေ့ညကမှသိရတာဆိုတော့အဲ့တော့လက်တလောတော့ကျွန်တော်တို့ဟိုကျွန်းနေပြတာမျိုးမရှိသေးပါဘူးအဲ့တော့ ဟိုသူတို့ဘက်ကလည်းကျသူတို့ဘယ်လိုစဉ်းစားနေကြလဲဆိုတော့ကျွန်တော်တို့မသိသေးဘူးပေါ့လေအဲ့တော့ဟိုကျွန်တော်တို့ကတော့ဒီနိုင်ငံရေးနည်းလမ်းအပေါ်မှာယုံယုံကြည်ကြည်နဲ့ဖြတ်တန်းနေတဲ့သူတွေပေါ့နော်အဲ့ဒါတွေဟိုစုစည်းလေကောင်းလေပေါ့ဒါတော့ဒါကျွန်တော်တို့ဒီလိုပဲနားလည်ပါတယ်အဲ့တော့ပြီးခိုင်ဖြိုးနဲ့ဒီစစ်တပ်သွားနေတဲ့ဟာကိုထပ်ပြီးကျွန်တော်ချုပ်ကြည့်မယ်ဆိုရင်ဒါတော်တော်လေးထင်ရှားသွားပြီเนาะအခု ဒီ၃ပါတီကူဖြုတ်လိုက်တယ်နောက်လွှတ်တော်ကိုယ်စားလှယ်ရေးတွက်ကြံဘယ်နှပါတီပြုတ်မလဲမသိဘူးအဲ့တော့ပြည်ခိုင်ပြိုးပဲ TD စစ်တပ်နဲ့25ရာခိုင်နှုန်းလဲအစိုးရဖွဲ့ဖို့ကကျင်းနေသွားပြီဆိုတော့သူတို့ချေသူတို့လက်နဲ့ဟိုအစိုးရဖွဲ့ပြီးတော့အရွေ့ကိုသွားမှာပေါ့အဲ့တော့ပြောရမယ်ဆိုဥက္ကဋ္ဌတို့ဟိုနည်းနည်းအနည်းချင်းပါဝင်နိုင်အောင်ဟိုအိမ်ဖြစ်တာတော့မဟုတ်တော့ဘူးပေါ့နော်ခဏလာထိုင်ပေါ့လွှတ်တော်မှာထိုင်လို့ထိုင်ပြီးနားထောင်ဆိုတဲ့အဆင့်လောက်ပဲဖြစ်မယ်တင်တယ်နော်တကယ်တမ်းဥက္ကဋ္ဌတို့မျှော်မှန်းတာဒီနိုင်ငံရေးနီးလန်းအရအားလုံးမျှော်မှန်းတဲ့ဒီ Federal Democracy ပြည်ထောင်စုကိုတွားဖို့เนาะတော်လိုင်းအင်အားစုတွေဟိုရီမန်းထားတာတွေကိုပါနိုင်ငံရေးနည်းနဲ့တွားမယ်ဆိုပြီးဒါရည်ရွယ်ချက်နဲ့တွားနေတော့ကျွန်တော်နားလဲတယ်ဆိုတော့ဒါတွေလုံနိုင်မှုကတော်တော်ခက်ရင်းဝမယ်အဲ့တော့ဟိုပြုမလင်းနေမေးတာပေါ့အဲ့တော့နောက်ဆုတ်ဖို့စဉ်းစားဖြစ်မလားဒါဒီချိန်ကြီးကဘလို့မှမဖြစ်နိုင်တဲ့ကိစ္စလေဆက်သွားမလားအဲ့ဒါဘလို့ဖြစ်မလဲကျွန်တော်တို့ကဒီနိုင်ငံရေး platform ပြန်ပေါ်လာဖို့ကိုတော့အဲ့ဒါလိုအဟန့်တားတွေအကန့်အသတ်တွေဓာတ်ရပဲ ီအဆင့်ထိရောက်အောင်တော့ကျွန်တော်တို့ကြော်ပြတ်လာခဲ့ပြီပေါ့နော်အဲ့တော့အတက်နိုင်ဆုံးလဲကျွန်တော်တို့ကြော်ပြတ်နိုင်အောင်စူးစမ်းနေပါတယ်အဲ့တော့အဲ့ဒီလိုမျိုးဒါကျွန်တော်တို့ရက်ဖက်နောက်ဒီမိုကရေစီဘက်ကရက်တည်တဲ့အင်အားစုတွေဟိုဆုတ်ခွာသွားတဲ့အခြေအနေမျိုးကတော့အလားအလာမကောင်းဘူးလို့ကျွန်တော်တို့မြင်တယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်လည်းအတက်နိုင်ဆုံးဟိုခန္ဓာကြီးအပြည့်နဲ့ပေါ့နော်ခန္ဓာကြီးအပြည့်ဆိုတော့လည်းဘယ်လောက်ပြည့်နိုင်မလဲတော့မသိဘူးပေါ့ဗျာ